ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်နတ်တီရဲ့အပြင်မှာမိုးအရန်ရွာနေတယ်မိုးရွာထဲမှာရေချိုးဖို့ပြန်ရွှေ့နေအောင်မသွားနဲ့နော်တဝင်းမှာပြောတော့နတ်တီကသူ့ခန်းလေးကိုသွားလိုက်ပါတယ်ပြီးတော့ပြတင်းပေါက်ကနေရတီကိုခလေးတချို့နဲ့အတူ မိုးရေချိုးနေတာကိုတွေ့သွားပါတယ်။ယရီကသူတငယ်ချင်း အချို့ရဲ့လက်ကိုကမ်းပြီးရေထဲမှာခုံပေါက်နေပါတယ်။ပြီးတော့ခြေထောက်နဲ့ရေတွေကိုလိုက်ပတ်နေပါတယ်။ပြီးတော့မြေကြီးပေါ်မှာလိမ့်လျောင်းပြီးရှောစီးဖို့အတွက်ကြိုးစားနေပါတယ်။ကလေးတချို့ကအောက်ကရေတွေကိုလက်နဲ့ယူပြီးသူ့ကောင်းမော်ကိုလောင်းချနေကြတာကိုတွေ့လိုက်ရပါတယ်။အရိကောင်မလေးကသူ့တငယ်ချင်းတွေနဲ့တော်တော်ပျော်နေရပဲ။ယရီကသူ့တငယ်ချင်းတွေနဲ့အတူမိုးရေချိုးနေတာကိုမြင်တော့နဒီကလည်းမနေနိုင်ပါဘူး။ ီးတော့သူကလည်းသူ့အမေမမြင်အောင်အပြင်ကိုခိုးထွက်သွားပြီးယတီနဲ့အတူမိုးရီချိုးပါတော့တယ်။တခါသူလည်းမြေကြီးပေါ်မှာလိမ့်လျောင်းလိုက်တခါမိုးရီတွေကိုယတီကောင်းပေါ်ကိုလောင်းချလိုက်နဲ့လုံနေပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ဟာတငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်။ပြီးတဲ့နောက်မှာ ကြည်ရင်ကြည်ရင်နဲ့တငယ်ချင်းနှစ်ယောက်လုံးကြီးပြင်းလာကြပါတယ်။နှစ်တည်းရဲ့မြင့်မြတ်လားမိုးရွာတာဘယ်လောက်ကောင်းလဲကြည့်အောင်လမ်းထဲမှာရေတွေလည်းပြည့်နေပြီ။ရည်ရဲတန်ကိုကြပြီးနရီကအပြင်ကိုထွက်လာခဲ့ပါတယ်။ ပြီးတော့ယတိနဲ့အတူမိုးရေချိုးပါတော့တယ်။ဒီချိန်မှာဒဝင်းဝါကရောက်လာပြီးနဒီရဲ့လက်ကိုဆွဲကသူ့ကိုအိမ်နဲ့ခေါ်သွားလိုက်ပါတယ်။နင့်ကိုအိုက်ကောင်မလေးနဲ့တူတူမိုးရေထဲမှာရေမချိုးဖို့ဘယ်နှခါတော့ငါတားခဲ့လဲ။နင်နေမကောင်းဖြစ်လိမ့်မယ်။ရေချိုးချင်တယ်ဆိုရင်အိမ်ရဲ့လတာဆောင်ပေါ်မှာရေချိုး။ညစ်ပတ်တဲ့နေရာမှာရေချိုးစရာလိုလို့လား။နင့်တို့ကအဝေးကြီးမှာလက်ထပ်ပေးလိုက်မယ်။အိုက်ခါကြရင်လေနင်နေ့ရဲ့ဆင်းရဲတဲ့တငယ်ချင်းရဲ့မျက်နှာတော့မြင်နိုင်မှာမဟုတ်တော့ဘူး။ စိတ်ဆိုးနေတဲ့ဒုံးဝင်မကသူသမီးကိုအော်ပြီးအဲ့ဒီကနေထွက်သွားလိုက်ပါတော့တယ်။အချင်းတွေကုံဆုံးလာခဲ့ပါတယ်။ပြီးတော့တငယ်ချင်းနှစ်ယောက်ရဲ့မင်္ဂလာဆောင်ရက်တွေကိုလည်းတတ်မှတ်လို့ပြီးသွားပါတယ်။ကြည်ရင်ကြည်ရင်နဲ့မင်္ဂလာဆောင်ရက်လည်းနီးလာခဲ့ပြီးနဒီရဲ့ယောက်ျားကဆိုးရအလို့လှုပ်တာကြောင့်သူ့ယောက်ျားမအင်းကယဒီရဲ့ယောက်ျားမအင်းနောက်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ပြီးတော့တငယ်ချင်းနှစ်ယောက်လုံးကယောက်ျားမအင်းကိုအတူတူသွားကြပါတယ်။ဒီလိုနဲ့တနေ့မှတော့ယဒီရဲ့ကြည်ပါဟဲ့ငါအမေကငါ့အဝေးကြီးမှာအိမ်ထောင်ချပေးခဲ့တယ် ဒါပေမဲ့ငါတို့တငယ်ချင်းတောင်ကွဲကွာသွားတော့ဘုရားသခင်အားတော့မလိုလောက်။နင်ပြောတာမှန်တယ်။ဒါပေမဲ့ငါတော့မိုးရွာတော့စောင့်နေတာ။ငါတို့တငယ်ချင်းတောင်ရကမအိမ်မှာလည်းအတူတူမိုးရီချိုးလို့ရအောင်လေ။တငယ်ချင်းတောင်လုံးကလာသားဆောင်ပေါ်မှာစကားပြောနေကြပါလေ။ဒီချိန်မှာနဒီရဲ့ရောက်ခမဒေါ်ဘီရာကရောက်လာခဲ့ပါလေ။ပြီးတော့သူချိမကိုလာသားဆောင်ပေါ်မှာပေါ်ပေါ်မချုံထားတာကိုတွေ့တော့စူပူပါတော့တယ်။ချိမကြီးငါတို့ကနေ့ကိုမပြောထားရအောင်။ဒါပေမဲ့ နင်ကောင်းပေါ်မှာပဝါမချုံပဲလှတာဆောင်ပေါ်မှာဒါမှမဟုတ်အပြင်ထွက်လို့ရတယ်လို့မဆိုလို့လေငါတို့အိမ်ကမိမတွေကကောင်းပေါ်မှာပဝါချုံပြီးနေရတယ်အခုအစပဲနေကလှတာဆောင်ဒါမှမဟုတ်ဝရန်တောက်လာစရာမလိုဘူးနော်ဒေါ်ဘီတာနဲ့သူမိသားစုကရှီယူဆန်းနဲ့တွေ့ခေါ်ရရှိကြပါတယ်ဒါကြောင့်သူကနဒီကိုအောက်ထပ်ကိုခေါ်သွားလိုက်ပါတယ်အချင်းတွေကုံဆုံးလာခဲ့ပြီးတော့တနေ့မှတော့ဟဲ့နဒီလှတာဆောင်ပေါ်တခါလောက်လာကြည့်ပါဦးဟဲ့ရာတီဥတုကအရင်ကောင်းတယ် အချိန်မရွေးမိုးရွာနိုင်နဲ့ဟဲ့ယတီငါရခမငါလာတာဆောင်တဲ့ဝရန်တာမှာရက်နေတာမကြိုက်ဘူးသူကငါ့ကိုအိမ်ထဲမှာတော့ပဝါချုံနှားဖို့ပြောနေတာဒါပေမဲ့နင်စိတ်မပူပါနဲ့မိုးရွာရင်ငါအပြင်ထွက်လာခဲ့လိုက်မယ်အချိန်နှင်းငယ်ကြာမှတော့မိုးစရွာလာခဲ့ပါတယ်ယတီရဲ့ရခမအိမ်ကခေဆန်းတဲ့တွေးခေါ်ရှိတာကြောင့်သူတို့ကယတီကိုဘာမှမပြောပါဘူးပြီးတော့ယတိကမိုးရီထဲမှာဆူရွှဲပြီးအိမ်ပြန်မှာရက်ပြီးတော့နဒီကိုနှမ်းခေါ်ခဲ့ပါတယ်။နေရောက်လာပြီ လာမိုးရင်ချိုးကြရအောင်မိုးကဘလောက်ကောင်းနေလဲဆိုတော့ကြည့်ပါအောင်ဟဲ့ဟုတ်တယ်ဟုတ်တယ်လာ အတိတ်ကအမှတ်တရတွေကိုပြန်လည်ဖန်တီးရအောင်လေငငယ်ချင်းနှစ်ယောက်လုံးကအရာအလုံးကိုမိပြီးလည်းနေမှာပဲညီကြီးပေါ်မှာထိုင်နေကြပါတယ်ပြီးတော့တယောက်နဲ့တယောက်ပေါ်မှာရေကိုပက်ပြီးရီမောနေကြပါတယ်ဒါကုံမြင့်တော့ဒေါ်ဘီရာကလူများချင်းရှိမှနဒီကိုဒေါသတကြီးနဲ့စူပူချင်းပေါင်းပါတော့တယ်ချွေးမကြီးနင့်ကိုအိမ်ထဲမှာပဲနေဖို့ငါပြောခဲ့တယ်မလားအဲ့ဒါတော့နင်ပါလို့အပြင်ထွက်လာလဲ ငိုးရီကဘလောက်ညစ်ပတ်လဲဆိုတာနင်သိလားအဲ့ထဲမှာဘလောက်အန်ဒီရရှိရဲ့ပိုးကောင်နေရှိလဲဆိုတာရောနင်သိလားနင်တခုခုဖြစ်သွားရောမိုးရီထဲမှာရေချိုးရတာနင်အရင်ကြိုက်တယ်မလားကြော်စွားနင်အတွက်ပတ်တက်ပြူလာပြီးဖို့ငါပြောလိုက်မယ်ညီမပေတာရေနင်ကမလို့အပ်ပဲနဲ့စိတ်ဆိုးနေရပဲသူတို့မြောက်ကတငယ်ချင်းတွေလေမိုးရီထဲမှာနည်းနည်းပြောကြတာပဲလေကျမတို့အိမ်မှာစီကံတချို့ရှိတယ်အမနားလေလားကျမတို့ကကျမတို့အိမ်ကချွေးမတွေကိုအမတို့လိုမျိုးအပြစ်မရေချိုးခွင့်မပေးထားဘူး ဒေါသထွက်နေတဲ့ဒိုဘီရာကနတိလက်ကိုဆွဲပြီးအိမ်ထဲကိုခေါ်သွားလိုက်ပါတော့တယ်။ပြီးတော့ညဘက်မှာကြိုစော့ကိုပြိုခဲ့ပါတယ်။နင့်မိမောင်ရှင်းပြလိုက်။ဒီနေ့သူကငါတို့ရဲ့တိတ်ခေါင်မိုးရင်နဲ့စိတ်ကြောနေတာ။လမ်းထဲမှာသူ့ရဲ့ဆင်းရဲတဲ့တငယ်ချင်းနဲ့တူညကြီးပေါ်မှာထိုင်ပြီးညစ်ပတ်တဲ့ရေထဲမှာရေချိုးနေတာ။ဒီနေ့ထိငါနင့်တို့တော့ညစ်ပတ်တဲ့ရေထဲမှာရေချိုးခွင့်ပေးခဲ့တာမဟုတ်ဘူး။အဲ့တော့ငါချွေးမှဘလို့လို့ရေချိုးခွင့်ပေးနိုင်မလဲ။အဲ့ဒါကြောင့်နင့်မိမောင်အတွက်ဘက်ကပ်ကိုယူလာပေးလိုက်။ပြီးတော့ချွေးမရေး နင်အဲ့ဒီဘတ်တပ်ထဲမှာရေပန်းကိုဖွင့်ပြီးရေချုပ်ကြားလာဒါပေမဲ့အမေရေမိုးရွာတာခဏလေးပဲလေပြီးတော့ကျမငင်းငယ်လေးတရားကျမတငယ်ချင်းနဲ့တူတူနဒီရေအမေကတခုခုကိုတွေးတော်ပြီးပြောနေတာနေလိမ့်မယ်အခုတိတ်တိတ်နေပြီးအမေပြောတာကိုနားထောင်လိုက်ပါငါအမေကငါ့ကိုဘလို့အိမ်မျိုးမှာအိမ်ထောင်ချပေးခဲ့လဲမသိပါဘူးငါတော့ဒီမှာဒီအိမ်ထဲမှာပိတ်မိနေတယ်လို့ပဲဒါရီအားလုံးကြောင့်နဒီကအရင်စီမကောင်းဖြစ်ရပါတယ်အချင်းတွေကုံဆုံးလာပြီးတနေ့မှတော့ အပြင်မှာမိုးကပြန်ရွာလာပြီဒါပေမဲ့ချွေးမကြီးနင်အပြင်ထွက်เสียမလို့နော်နင်ဘတ်တပ်ထဲမှာပဲရေချုပ်ကြလာနဒီကအပြင်ရမ်းထွက်ချင်ခဲ့ပါတယ်ဒါပေမဲ့လည်းသူကမထွက်နိုင်မေဒေါ်ဘီရာပြောတဲ့အချိန်ဘတ်တပ်ထဲမှာရေချိုးရင်းယတီနဲ့အတူဖုန်းနဲ့စကားပြောနေပါတယ်ငါသိပါတယ်ယတီရဲ့အပြင်မှာမိုးကောင်းကောင်းလေးရွာနေတယ်ပြီးတော့နေရနေရောင်မနဲ့တူတူဒီမိုးရေထဲမှာရေချိုးနေတယ်ဒါပေမဲ့ငါအပြင်ထွက်လို့မရဘူးငါရခမငါ့အတွက်ဘတ်တပ်လုပ်ပေးထားတယ် ီးတော့ပေါ်မှာရေပန်းလဲထည့်ပေးထားတယ်။အဲ့ဒါကြောင့်ငါပတ်တက်ထဲမှာရေချိုးနေရတယ်ဟာ။ဝမ်းနေနေတဲ့နဒီကအပြင်ထွက်ဖို့ညှင်းဆူလိုက်ပါတယ်။ပြီးတော့ဘတ်တက်ထဲမှာရေချိုးလိုက်ပါတယ်။တရက်မှာဒေါ်ဘီရာအိမ်မှာမရှိတဲ့အချိန်မှာယဒီကကေခိုင်နဲ့အတူနဒီကိုတွေ့ဖို့အတွက်သူ့အိမ်ကိုလာခဲ့ပါတယ်။ဒီရက်ပိုင်းတွင်မှာမိုးနှစ်ကြိမ်အောင်ရွာပြီးပြီ။ပြီးတော့အဲ့ဒီမိုးနှစ်ကြိမ်လုံးကနေမရှိပဲကုန်ဆုံးသွားခဲ့တယ်။ငါဘာလုပ်ရမလဲယဒီရဲ့။ငါရခမငါမဲ့ထက်တောင်ပုံဆိုးသေးတယ်။ရောင်းမရည် အဲ့လို့ဆိုရင်ရောင်မစားမြမကောင်းပေါ်မှာပဝါချုံပြီးလာခဲ့မယ်ရောင်မတို့နှစ်ယောက်ပန်းချန်ထဲကိုသွားပြီးရေချိုးလို့ရတယ်အဲ့မှာဘသူမှရောင်မတို့မြင်မှာမဟုတ်ဘူးအိုးဒါအရင်ကောင်းတဲ့ကြံမယ်အခုတော့မိုးရွာတာပဲစောင့်ရတော့မယ်တငယ်ချင်းနှစ်ယောက်ကမိုးရွာထဲမှာအတူတူရေချိုးဖို့အတွက်အစီအစဉ်လေးတစ်ခုကိုဆွဲလိုက်ကြပါတယ်နှစ်ယောက်ကြာမှမိုးရွာတော့ကေခိုင်ကနဒီရဲ့ဝတ်စားတွေကိုဝတ်ပြီးသူ့အိမ်ကိုသွားလိုက်ပါတယ်ဒီချိန်မှာနဒီကရတီနဲ့အတူပန်းချန်လေးကိုသွားပြီးမိုးရွာထဲမှာရေချိုးပါတယ် ရတိရေမိုးရွာထဲမှာရေချိုးရတာအရင်ပျော်ဖို့ကောင်းတာပဲနော် ပြီးတော့ဒီမှာဆိုညစ်ပတ်တဲ့ရေလည်းမရှိဘူးပျော်တော့ပျော်တယ်ဟာဒါပေမဲ့ကေခိုင်သူ့အလုပ်ကိုတေချာလုပ်နိုင်ပါစေဒီမိုးတွေကလည်းဘာလို့ခဏခဏရွာနေရလဲမသိဘူးညောင်တွေကညစ်ပတ်တဲ့ရေနဲ့ရွှွနေမြင်ရတာငါစိတ်ပြက်တယ်မိုးရွာလို့ပိုးကောင်တွေမျိုးစုံဝင်လာတယ်ချွေးမရေတကယ်လို့နေမိုးရွာထဲမှာရေချိုးခြင်းဗတ်တပ်ထဲမှာပဲရေသွားချိုးလိုက်ဟုတ်ပြီလားဒါဒီမရှိတဲ့အချိန်မှာကေခိုင်ကသူ့နေရာကိုကောင်းကောင်းယူနိုင်ခဲ့ပါတယ် ီလိုနဲ့နောက်ထပ်ရဲနေငယ်ကြာသွားပြီးမိုးပြင်းရွာတဲ့အခါမှာကေခိုင်ကနဒီအီစာသူ့အိမ်မှာနေပေးပါတယ်။အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။ပြီးတော့နဒီကဒီလိုပင်သူ့ရောက်ခမကိုလှိစားခဲ့ပါတယ်။ဒါပေမဲ့တည့်ရမှာတော့နဒီကယတီနဲ့အတူဘန်းကျန်ထဲမှာရီချိုးနေချိန်မှာဒေါ်ဗီရာကဟင်းသီးဟင်းရွက်တွေနဲ့လက်ထဲမှာထီးကိုကမ်းပြီးအင်ကိုသွားနေခဲ့ပါတယ်။မိုးနဲ့နဲ့လေးရွာတာနဲ့လန်တလန်လုံးမှာညစ်ပတ်တဲ့ရေတွေနဲ့ပိုးကောင်တွေကထွက်လာတယ်။စိတ်ညစ်လိုက်တာ ရောဘီရာကသူ့ဘာသူစကားပြောရင်းလမ်းလျှောက်နေခဲ့ပါတယ်။ဒီအချိန်မှာသူကပန်းကျန်လေးကနဒီနဲ့ယတီတို့ကိုတွေ့သွားပါတော့တယ်။တငယ်ချင်းတစ်ယောက်ကမြေကြီးပေါ်မှာလိမ့်လျောင်းနိုင်မူရီတွေကိုစူးစမ်းပြီးတယောက်နဲ့တယောက်အပေါ်ကိုပတ်ဖြန်းလိုက်နေလုံနေကြပါတယ်။ဒါကိုမြင်တော့ဒေါ်ဘီရာကအရင်ဒေါသထွက်သွားပါတော့တယ်။ပြီးတော့သူကအိမ်ပြန်ရောက်တော့ခေါင်းပေါ်မှာပေါပွားချုံထားတဲ့ကိခိုင်ကိုတွေ့ပြီးသူ့ကိုပြောလိုက်ပါတယ်။ဟဲငါချွေးမပန်းချန်ထဲမှာသူ့ရဲ့ဆင်းရဲတဲ့တငယ်ချင်းနဲ့တူတူညစ်ပတ်တဲ့မိုးရီထဲမှာရေချိုးနေတယ်။ အဲ့ဒါဆိုငါချွေးမရဲ့နေရာမှာပဝါချုံပြီးရက်နေတဲ့နေရာကိုဘသူလဲအမှန်တိုင်းပြောမင်းဘသူလဲမင်းကောင်းပေါ်ကပဝါကိုဖယ်လိုက်တားမှတ်ပါတယ်အန်တီရဲ့ဒါပေမဲ့အန်တီကအန်တီချွေးမမတရားဆက်ဆက်နေလို့ပါဩအခုနေရာငါ့ကိုပါမှန်လဲပါမလဲဆိုတာကိုပြောပြပါလားအရင်ဆုံးနေရာနှစ်အမေကိုခေါ်လိုက်ပြီးရင်တငယ်ချင်းယောက်တီကိုလာတဲ့အခါငါပြောပြမယ်ချွေးမယူးနေပြီသူငါ့စကားနားမလဲဘူးမိုးရွာထဲကညစ်ပတ်တဲ့ရေကြောင့် तू ကတက်မတဲမှုဖြစ်နိုင်တယ် သူ့ရဲ့ခြေတောက်တွေရားရဲနာတာမှမဟုတ်အပူတွေထွက်လာနိုင်တယ်။မိုးရီထဲမှာမွေးတဲ့ကင်မီကောက်တွေပိုးကောင်တွေဘလို့ထွက်လာလဲဆိုတော့မင်းသိလား။တကယ်လို့ပိုးကောင်တကောင်ကသူ့ကိုကြိုက်လိုက်ရင် तू ကလည်းငါတငယ်ချင်းလိုပဲတိတ်သွားလိုက်မယ်။အဲ့တော့မင်းသိလား။ဒေါ်ဘီရာကဒေါတာတကြီးနဲ့ဘယ်သူမှမသိတဲ့အကြောင်းအရာတွေကိုပြောလိုက်ပါတော့တယ်။ခဏနေတော့တငယ်ချင်းနှစ်ယောက်ကလည်းအင်ပြန်ရောက်လာခဲ့ပါတယ်။ဒီခန့်ရဲ့လင်းညာမှုကပေါ်ထွက်လာတဲ့အတွက်ကြောင့်ဒေါ်မြတ်မြတ်ကလည်းအဲ့ဒီကိုရောက်လာပါတယ်။အမေ အခုဘာဖြစ်တာလဲပြောပြပါအမေကနဘာအကြောင်းပြောနေရလဲမူရီအကြောင်းဘသူကဘာဖြစ်တာလဲဒီနေ့ကျွန်တော်တို့မှန်တရားကိုသိကျင်နေအမေကျွန်တော်တို့ရေကဘသူ့ကိုမှမူရီရေမသွားခိုင်းတာဘာကြောင့်လဲပြီးတော့ဒီလောက်အသေးမွှားကိစ္စလေးကြောင့်အမေဘာလို့ကျွန်တော်မိမအပေါ်မှာဒီလောက်ဒေါသထွက်နေရလဲကျွန်တော်အမေနဲ့အမေဘက်ကရက်တီခဲ့တယ်ဒါမဲ့ဒီနေ့တော့ကျွန်တော်အမှန်တရားကိုသိကျင်နေအမေဘာလို့ဒီလောက်စိုးရင်ပူပန်ပြီးကြောက်ရွံ့နေရတာလဲဟုတ်ပါတယ်ညီမရေအခုအမှန်တိုင်းပြောပြလိုက်ပါနေရာခင်ဟောက်အတွေးခေါ်ရရှိပေမဲ့ နင်လောက်ပြတဲ့လောက်တော့နင်ကမစိုးပါဘူးဟာတားရီငါနင်တို့စိတ်ပူတယ်ငါငငယ်လေးတော့ကငါလက်တီလိုပဲငါတငယ်ချင်းနဲ့တူတူမိုးရီထဲမှာရေချိုးရင်ကစားခဲ့တယ်ဒါပေမဲ့မိုးရီထဲမှာပိုးကောင်တွေအများကြီးရှိတယ်ဒီနေ့မှာမိုးရွာထဲကညစ်ပတ်တဲ့ရေထဲကနေပိုးကောင်တကောင်ကငါတငယ်ချင်းကိုကိုက်လိုက်လို့ငါတငယ်ချင်းသေသွားရတာအဲ့ဒီအချိန်ကစပြီးငါမိုးရွာတာနဲ့မိုးရဲ့ညစ်ပတ်တဲ့ရေကိုမုန်းလာတယ်အဲ့ဒါကြောင့်ငါနင်တို့ဘယ်တုန်းကမှမိုးရီချိုးခွင့်မပေးခဲ့ဘူး ပြီးတော့ချွေးမောက်လည်းမိုးရီထဲကိုတွားခွင့်မပေးခဲ့တာပဲ။အခုနားလဲပြီလား။မြမရေလွန်ခဲ့တဲ့နှစ်ပေါင်းများစွာနှင်းပေါ်မှာဖြစ်ခဲ့တာမတော်တဆမှုတစ်ခုပဲလေ။ငါတို့ကလေးတွေကလည်းဒီလိုပဲဖြစ်လိမ့်မယ်လို့မဆိုလိုပါဘူး။နေရကြောက်ရွံ့မှုကလည်းမှန်ပါတယ်။ဒါပေမဲ့လည်းအရင်စိတ်ပူနေတယ်ဆိုရင်အခုအဆပြီးငါတို့ရဲ့ချွေးမတွေကအပြင်အလန်းပေါ်မှာမဟုတ်ပဲခနက်စီပြီးလှတာဆောင်ပေါ်မှာရေချိုးလိမ့်မယ်။မိုးရီကတန့်ရှင်းပါတယ်။ပြီးတော့မြောင်းတရရေချောင်းရောဂါတွေနဲ့အညစ်အကြေးတွေကဖြစ်စေတယ်။ လာတာဆောင်ပေါ်မှာဆိုရင်ရေရလည်းစုမှမဟုတ်ဘူးပြီးတော့ဘသူ့ကိုမှလည်းအခက်ခဲဖြစ်စေမှာမဟုတ်ဘူးလေကျမတောင်းပန်ပါတယ်မေရဲ့ဒါပေမဲ့အမေကိုယ်တိုင်စဉ်းစားကြည့်ပါအမေကအမေရဲ့တလောက်ရင်းနှီးတဲ့တငယ်ချင်းဟောင်းမမေ့နိုင်ခဲ့ရင်ကျမရောဘလို့လုပ်ပြီးကျမတငယ်ချင်းကိုဆွတ်လွတ်နိုင်မှာလဲနင်ပြောတာမှန်တယ်ငါကပဲနင့်ပေါ်မှာအရင်တင်းကျပ်ခဲ့တာဒါပေမဲ့အခုချိန်ကစပြီးငါနင့်အပေါ်မှာထားခဲ့တဲ့ကန့်သက်ချက်တွေအားလုံးဖယ်ရှားပေးလိုက်ပြီး အဲ့ဒီမှာအမှန်တမ်းပြောပြီးတဲ့နောက်ဒေါ်ဘီရာစိတ်ထဲကဝင်ထွက်ဝင်ပိုးတွေလည်းပေါ်ပါသွားခဲ့ပါတယ်။အဲ့နောက်မိုးရွာတဲ့အချိန်တိုင်းမှာမိသားစုနှစ်စုလုံးကဒေါ်ဘီရာရဲ့လာသားဆောင်ပေါ်မှာရေချိုးကြပြီးအေးမြတဲ့မိုးရေအေးအေးလေးကိုခံစားနေကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။